မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အမှတ်69ချီလင်တက်မှာဌာနချုပ်နီးပြူဟာမူဒူးဘုံမူကြီးကြော်ကြော်တက်ကိုအေကအရှင်ဖမ်းမိပါတယ်ခေတ်သတင်းနာကသတင်းဖော်ပြခဲ့တဲ့ပါကစ္စတန်နိုင်ငံသားအချို့အပါအဝင်နိုင်ငံသား50ဦးကျော်ကို DGBA ကကြားဖြန့်ခိုင်းရီစီကနေကယ်ဆယ်ကာ ်မိခင်နိုင်ငံတွေကိုပြန်နိုင်ရေးထိုင်းဘက်ကိုပြန်လဲလွှဲပြောင်းမဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစံကံမြင့်ကံနဲ့ဂုတ်စီယိုတိုက်ပွဲမှာအမှတ်69ခြေလင်တက်မှဌာနချုပ်ကယာယီနီးဖြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ကိုအေကအရှင်ဖန်းစီရရှိခဲ့လို့အေသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဖေဖော်ဝါရီလဆန်းပိုင်းအတွင်ဖြစ်ပွားခဲ့တဲ့ဂုတ်စီယိုတိုက်ပွဲမှာဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ကိုခြေထောက်ဒဏ်ရာနဲ့အတူဖန်းစီရရှိခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီအမှတ်962 ်နီးပြူဟာကဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ဦးဆောင်တဲ့အင်အား360ပါစစ်ကြောင်းဟာဇန်နဝါရီလ10ရက်နေ့ကရမဲသိန်းကနေအမ်ဗဒန်လမ်းပိုင်းကိုထွက်ခွာလာတာလည်းဖြစ်ပါတယ်။အဲဒီနောက်ကံမြင့်ကံဒေတာဝန်းကျင်ကိုလမ်းကြောင်းထိမ့်သိမ်းရေးဆွဲဖို့အတွက်စစ်ကောင်စီကညွှန်ကြားဆေလွတ်ခဲ့တာဖြစ်ပါတယ်။အကြက်ဘက်စစ်ကောင်စီတက်တွေတက်ဆွဲထားတယ်။ ကဲမြင့်ဒေတာကိုအရခတက်တော် A ကထိုးစစ်ဆဲတက်ခိုက်ခဲ့တာကြောင့် AR 360ကျော်ရှိတဲ့ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တဲ့ဦးဆောင်တဲ့အဖွဲ့ဟာ AR 90ကျော်သာကြက်ရှိတော့ရလဲဖြစ်ပါတယ်။အဲဒီနောက်ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တဲ့ AR 20ခန့်ဟာဂုတ်ကြီးဒေတာကို3ရက်ခန့်စုပ်ခွာခဲ့ပြီးရနောက် point 1399နေရာမှာအခြေပြုရင်ဒဏ်ရရှိက AAC မှာလက်လက်ချခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ကရင်ပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြရီမြို့နယ်ကြောက်ခတ်ဒေသက တရုတ်ကြားဖြန့်ဂိုင်းတွေထဲမှာပါကစ္စတန်နိုင်ငံသား9ဦးထက်မနည်းလူကုန်ကူးခဏရပြီးနှိပ်စက်ခံရရလို့ရန်ကုန်ခေတ်သစ်မီဒီယာက မနစ်ကသတင်းတွေဖော်ပြခဲ့ရမှာအဲ့ဒီသတင်းမှာပါတဲ့ပါကစ္စတန်နိုင်ငံသားအချို့အပါအဝင်လူကုန်ကူးခံထားတဲ့နိုင်ငံသား90ဦးကျော်ကိုကယ်ဆယ်ထားနိုင်ပြီလို့ DKB အမှတ်၁စစ်ဒေသကိုကဲရေးမှုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ခေတ်သစ်သတင်းဌာနကသတင်းဖော်ပြခဲ့တယ်ပါကစ္စတန်နိုင်ငံသားအချို့ကို DKB ရဲ့အဖွဲ့ကတာဝန်ရှိသူတွေက တရုတ်ကြားဖြန့်ခိုင်းတွေမှာတွားရောက်ရှာဖွေကစစ်စဲခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အခြားနိုင်ငံသားတွေကိုလည်းကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ DKB အမှတ်၈စစ်တေသကုတ်ကဲရေးမှုကပြောပါရယ်ရန်ကုန်ခေတ်သစ်သတင်းမှာပါတယ် ပါကစ္စတန်နိုင်ငံသားတွေလည်းက၃ယောက်ကိုပြန်လည်ရှာဖွေကယ်တင်နိုင်ခဲ့တာဖြစ်ပြီးနောက်ထပ်နိုင်ငံသားတွေကိုလည်းကြားဖြန့်တွေလက်ထက်ကနေကယ်တင်နိုင်ခဲ့လို့လည်းဆိုထားပါဗျ။ကယ်ဆယ်ရရှိထားသူတွေကိုမကြာမီမှာမိခင်နိုင်ငံတွေကိုပြန်နိုင်ရေးအတွက်ထိုင်းပြည်အချမ်းကနေပြန်လည်လွှဲပြောင်းမှာဖြစ်ပြီးအဲ့လိုလွှဲပြောင်းနိုင်ရေးအတွက်စစ်ကောင်စီထံကိုစာတင်ပြထားကလက်ရှိမှာမြရီမှာကောင်းမွန်စွာထရှိထားရလို့လည်းသိရှိရပါဗျ။ ဒါအပြင်လက်ရှိမှာ စုဆောင်းကယ်ဆယ်ရရှိထားတဲ့ပါကစ္စတန်၊နီပေါ်ဖိလစ်ပိုင်နဲ့အာဖရိကလူမျိုးတွေကိုလည်းတခါတည်းလွှဲပြောင်းပေးပို့နိုင်ဖို့စီစဉ်နေတယ်လို့လည်း DGB အမှတ်တရစစ်တေသကုတ်ကဲရေးမှုကပြောပါရတယ်။ DGB ရဲ့တပ်ဖွဲ့အနေနဲ့ သူတို့ထင်းကျုံနေမြေတွေအတင်းမှာကြားဖြတ်လုပ်ငန်းတွေကိုရှင်းလင်းသွားမှာဖြစ်ပြီးရှင်းလင်းပြီးစင်းရင်ထိုင်းနိုင်ငံကိုဖိတ်ခေါ်ကလက်စစ်မီ လောင်စာပိတ်ပင်မှုပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက်ဆောင်ရွက်သွားမယ်လို့လည်း DKB အမတ်တေစစ်တေတာကိုကဲရေးမှုကပြောပါရရှင့် စကန်းတဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါစကန်းတိုင်းရှေဘုံမြို့နယ်တဲသီးတော်ပြူစောတိရွာကအငတ်ဘေးကြုံကထွက်ပြေးလာတယ်ပြည်သူခုနှစ်ဦးကို PDF ရဲဘော်တွေကကယ်ထုတ်ပြီးကောင်းမွန်စွာစောက်ရှောက်ထားလို့ဗိုလ်ကြားရန်ပြည်သူကာကွယ်တပ်ဖွဲ့ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဖေဗူလာ၈ရက်နေ့နဲ့၉ရက်နေ့တို့ကတဲသီးတော်ပြူစောတိရွာကနေထွက်လာတဲ့အသက်60ရွယ်ဒေါ်တင်ဤအပါဝင်တက်ကြီးပန်းအများစုပါဝင်တဲ့ပြူစောတိရွာကပြည်သူခုနှစ်ဦးဟာ 这没什啥呀呗。 ပဲပြုတ်ကိုသာရက်20ခန်းစားနေရပြီးအငက်ဘေးနဲ့ကြုံနေရလို့ထွက်ပြေးလာကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီရွာကလက်လက်ကင်ပြူစောထီတွေဟာလည်းရိတ်ခါပြက်လက်လို့ငတ်ပြတ်နေကြရလို့လည်းသိရှိရပါတယ်။အဲ့ဒါကြောင့်တဲတီတော်ပြူစောထီရွာကပြည်သူတွေအနေနဲ့ထမှန်ထွက်ပြေးလို့ရင်ချက်ဆက်ဆောင်ရွက်ကကဲထုတ်ပေးမှာဖြစ်ပြီးလက်လက်ကင်ဆောင်ထားတဲ့ပြူစောထီတွေလည်းအလင်းဝင်ခြင်းရင်ချက်ဆက်ကကဲထုတ်ပေးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ပြူစောထီတွေလက်လက်ယူဆောင်လာရင် ထိုက်တဲ့နဲ့စွန့်ဝေတွေလည်းချင်းမြင့်သွားမယ်လို့ဗိုလ်ကြာရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရတယ်။အဲဒီလိုထွက်ပြေးလာသူတွေကိုဗိုလ်ကြာရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဗိုလ်ဂျပန်ကြီးပြည်သူ့ကာကွယ်အဖွဲ့တို့ကသွားရောက်ကူညီကယ်ထုတ်ကာကောင်းမွန်စွာစောင့်ရှောက်ထားရလို့လည်းသိရှိရပါရဲ့ရှင်။ဒီတခါမှာတော့ တိုက်ပွဲအတွင်းမှာဖမ်းဆီးထားတဲ့စစ်တုံးမန်မိသားစုဝင်တွေကမိသားစုဝင်တွေနဲ့အကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးထားတဲ့အရက်သားအကျဉ်းသားစုစုပေါင်း142ဦးကိုအရခတတ်တော် A ကပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။လွှတ်ပေးတဲ့အထက်မှာစစ်တုံးမန်မိသားစုဝင်136ဦးနဲ့အရက်သားအကျဉ်းသား26ဦးကိုပါဝင်တယ်လို့လည်းအရခတတ်တော် A ကတာဝန်ရှိသူတို့ကပြောပါတယ်။အရခတတ်တော် A ကလွှတ်ပေးခဲ့တဲ့သူတွေအားလုံးကစစ်ကောင်စီထိန်းချုပ်မှုရှိတဲ့နေရာ ဒေသကဖြစ်တယ်လို့လည်းသိရှိရပါတယ်။လွတ်သားတဲ့သူတွေဟာစစ်ကောင်စီထင်းချုပ်နယ်မြေကဆိုရင်သူတို့ကပြန်လည်စစ်ဆေးမေးမြန်းခြင်းခံရတာတွေနဲ့အေးအေးယူခံရမှုတွေခံရနိုင်ခြေရှိတယ်လို့လည်းဆိုထားပါတယ်။နောက်ထပ်လည်းပြန်လွတ်ပေးမဲ့စစ်တုံးပန်းတွေနဲ့အကျဉ်းသားများစွာရှိနေသေးပြီးအာရခတက်တော် AA ကနောက်ထပ်လွတ်ပေးရန်အစီအစဉ်ရှိနေတယ်လို့လည်းဆိုပါတယ်။အာရခတက်တော် AA ကထိမ့်သိမ်းဆောက်ရှောက်ထားတဲ့စစ်တုံးပန်းတွေနဲ့အကျဉ်းသားတွေရှိရာနေရာတွေကိုစစ်ကောင်စီက လေကြောင်းတက်ခတ်ခဲ့တာကြောင့်တုံပန်း100ကျော်တည်ဆုံးခဲ့ပြီး120ကျော်ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာအရခတက်တော် AA ဟာရခိုင်ရုံးမှတောင်ပေါ်ကစစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တက်ခတ်သိမ်းပိုက်ပြီးရနောက်ဆက်ဆက်နေတဲ့ AR ပဲခိုးနဲ့မကွေးတိုင်းဒေသကစစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တက်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်ရခိုင်မြို့တော်စစ်တွေမြို့ကိုလည်း AA ကထိုးစစ်ဆင်တက်ခတ်နေပြီးဖေဖော်ဝါရီလ9ရက်နေ့ညကနေလက်လက်ကြီးတွေ ပြစ်ခတ်တိုက်ခိုက်နေတယ်လို့လည်းသိရှိရပါတယ်ရှင်မန္တလေးတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမိုးကုံမြို့မှာစစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၅ဦးဟာသေဆုံးခဲ့ပြီးစစ်ကောင်ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ TNL က TN1 သတင်းထုတ်ပြန်ပါတယ်ဖေဖော်ဝါရီလ၁၀ရက်နေ့မနေ့အစောပိုင်းတနင်္လာနေ့ဝန်းကျင်ကမိုးကုံမြို့အနောက်ပိုင်းကိုစစ်ကောင်စီတပ်က ဘုံ၂၀ခန့်နဲ့လာရောက်ကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဘုံကျဲတိုက်ခတ်မှုကြောင့်အမျိုးသား9ဦးဟာသေသွားပြီး အမျိုးသမီး9ဦးနဲ့အမျိုးသား14ဦးဟာထိခိုက်ဒဏ်ရာရှိကာဒေသခံတွေရဲ့နေအိမ်တွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရလို့လည်းသိရှိရပါတယ်။ဖေဖော်ဝါရီလ6ရက်နေ့ကလည်းနောက်ချိုမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကနေပြည်သူတွေကိုရွေကျက်ရှိရှိနဲ့ ဂျက်ဖိုင်တန်နဲ့ဘုံကလုံးကိုကျဲချတိုက်ခိုက်ခဲ့ရမှာတပြေတောင်ဖျားကုန်းဘော်ကဘိုးဘွားရိတ်တာစခန်းဟာပျက်စီးခဲ့ရပြီးအမျိုးသားတအူးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့တရနယ်လေကသတင်းထုတ်ပြန်ထားပါဗျ။အဲဒီလိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရဲသားတွေကိုရွေချက်ရှိရှိနဲ့ဥတီဘုံကျဲတိုက်ခိုက်တာတွေကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေလိုက်လာဆော ောင်ရွက်ဖို့လိုအပ်နေတယ်လို့လည်းသိရပါပါရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မွန်ပြည်နယ်တင်စရက်မြို့အခြေဆိုင်ခမရ200ခွန်တပ်ရင်းနဲ့ကာကင်းစခန်းတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ရန်ကုန်ဖက်ဒရယ်အာမေတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဖေဗူလာ9ရက်နေ့မနေ့စနေလောက်မှာတင်စရက်မြို့အခြေဆိုင်ခမရ200ခွန်တပ်ရင်းရဲ့ကာကင်းစခန်းတွေကိုတော်လန်တပ်ဖွဲ့ဝင်တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ် ကတ်ခဲ့ပေမဲ့လည်းတော်လန်တဖွဲ့ဝင်တွေအထိကမ်းရှိစုခွာနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုအရေအတွက်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်ဒီတိုက်ခိုက်မှုကို KNU KNL ဦးဆောင်မှုနဲ့ရန်ကုန် Federal Army YFA အင်းတော်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ တောင်ညိုစစ်ကြောင်းတို့ပူပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အလားတူစကိုင်းတိုင်းရေဦးမြို့နယ်ကထွေအုပ်ရုံးမှာအစီဝေးပြုလုပ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ခံတဦးကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါအားဖြင့်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ